တရားဝင်တိုင်းဒေတာကြီးမြအောင်မြို့နယ်ထဲကအရေးကြီးခဲ့တဲ့ဒေတာတွေကိုမန္တလေးစစ်သက်ကရိုကကျောင်းသားတွေလာရောက်ပြီးကျမ်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။ဒေါက်ခမင်းစောသတင်းပေးပို့ထားတာပါ။ရန်အောင်မြို့နယ်တွေရေးကြီးခဲ့ကြတဲ့ရွှေကျင်း၊ကနောင်၊တပြေကုန်းအင်ပင်ကျေးရွာဥစုတွေကိုမန္တလေးစစ်သက်ကရိုကျောင်းသားတွေကဝမ်ယောကတင်းလွန်တုတ်ကင်းနဲ့မွေရန်တဲ့အကြောင်းတွေကိုအော်တိုဘားလဆင်းနေကလာရောက်ပညာပေးဟောပြောခဲ့တာပါ။ကိုခုပြောမှာကတော့တကူရေတန်ရှင်းရေးကျောင်းပြောတာဘောတော့ ဒါနဲ့ဒီမှာဒီနေ့ညမလေးတော့တကွေတန်ရှင်းရေးဆိုတာဘလို့နားလဲဒီဒီအမေကန်ဘေးဆိုရေလမ်းမိုးတာပေါ့နော်ရေလမ်းမိုးဆိုတော့ဝင်းနဲ့ရေရေလမ်းမိုးပြီးတော့ဖြစ်တဲ့တခါဝင်းနဲ့ဝင်းယောဂါတွေပေါ့အထိကဖြစ်များတယ်အဲ့တော့ကိုကျွန်တော်တို့အသိပညာပေးမယ်နောက်ပြီးတော့ဒီမှာမိုးရင်းကာလမှာဆိုရင်တွဲလွန်တကွေဖြစ်များရယ်ပေါ့နော်အဲ့တွဲလွန်တကွေတက်လည်းဖြစ်များရတယ်ပြောမယ်နောက်ဒီမှာအမေကန်ဘေးဖြစ်တော့ကျွန်တော်မိုးရံနေရတော့လည်းမိုးမိုးရံနေရဟိုအသိပညာပေးဆောင်းပါးရယ်လည်းပြောမယ်ပေါ့နော်ဟောပြောဖို့ရယ်လည်းပြောမယ်နောက်ကျောင်းကျမကြီးအတွက်ဆိုရင်လည်းတကွေတန်ရှင်းမှုတွေလက်စေးနည်းတွေပါကျောင်းကျမကြီးအတွက်လည်းပြောမှာပေါ့နော် စေတက္ကသိုလ်ကျောင်းသားတွေအနေနဲ့ကြီးလက်ကျန်းမာရေးဌာနတွေနဲ့တိုက်နယ်စည်းရုံတွေရဲ့လုံဆောင်နေမှုတွေကိုလည်းလေ့လာခဲ့ကြပါတယ်။စီမံချက်လုပ်ငန်းတွေကိုကျွန်တော်ကတို့လာတဲ့ခါမှာရှင်းပြတယ်။ဒါကြမဲ့စီမံချက်တွေလုပ်ငန်းစီမံချက်တွေအခုလက်ဆက်ရှိတဲ့ဟာကိုရှင်းပြတယ်။ရှင်းပြတို့အဲ့စီမံချက်တွေမှာဒီအတွေ့အကြုံတွေပြန်ပြီးတော့သင်ပေးတယ်ပြောပြပေးတယ်။အဲလုပ်ငန်းတွေဆိုကျွန်တော်ရဲ့လုပ်တဲ့လုပ်ခဲ့တဲ့လုပ်ခဲ့လုပ်ငန်းအတွေ့အကြုံစာပေတွေရနေပြီးတော့ဒီ real story လေးတွေပေါ့အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဟာလေးတွေကိုချိန်ပြီးတော့တို့ ရှင်းပြပေးတယ်။ဓမ္မလိုက်ပြသူတွေစိတ်ဝင်စားဖို့ရ။ဓမ္မလိုက်ပညာပေးတဲ့အခါမှာလဲတခက်ဖြစ်ပြတဲ့ဟာလေးတွေကိုကြည့်ပြီးတော့ပြသူတို့ကဒါဟုတ်ပါလားဆိုတာသိတော့မှစိတ်ဝင်စားဖို့ရှိတော့ပို့ပြီးတော့သူတို့ကလိုက်တန်ဆောင်ရအောင်တွေ့ရတယ်ပဲ။ဒီဥစ္စာတွေကိုသူတို့ message ပေးနိုင်တယ်။ဒေတာကန်တွေရဲ့ကျမ်းမာရေးလိုရဲ့ချက်တွေကိုလိလာဟောပြောခဲ့သလိုစိတ်ရက်ကြီးတောက်တုံးမှုစားတုံးမှုစရင်တွေကိုလည်းကောက်ယူခဲ့ပါတယ်။ကျမခင်မင်းဆိုပါရှင်။